ကောင်းဆိုးလောကတံတဏ္ဍံခံလျက်အာမံအပြိတတိမကွာပညာမြော့မြင်အလုတ်ဝင်လို့ဆိုတဲ့အတိုင်းအလုတ်တစ်ခုကိုလုတ်ပြီးဆိုလို့ရှိရင်လူတိုင်းလူတိုင်းဟာဘယ်အလုတ်ပဲဖြစ်ဖြစ်အခက်ခဲဆိုတာချုပ်တတ်တယ်ပေါ့ကောင်းတာလုတ်လို့ခက်ခဲဆိုတာရှိတတ်တယ် အရေးကြီးဆုံးကတော့ကောင်းဆိုးလောကဓာတ်ကြံ့ကြံ့ခံအလုံးလုံးတဲ့ပုဂ္ဂိုလ်တိုင်းဟာအခက်ခဲတစ်ခုဆိုတာရှိလားအကောင်းအဆိုးလောကဓာတ်ဆိုတာဟာလောကဓာတ်ဆိုတာလောကသဘာဝကိုပြောတာလောကဓမ္မဆိုတဲ့ပါဠိစကားလုံးကိုမြန်မာလိုလောကဓာတ်လို့ခေါ်တာ လောကရဲ့သဘာဝလောကရဲ့ nature အဲ့ဒါကိုလောကဓာတ်လို့ခေါ်တယ်အဲ့တော့လောကရဲ့သဘာဝဆိုတာလူတိုင်းလူတိုင်းလူ့ဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာအကောင်းနဲ့တွေ့ရသလိုအဆိုးနဲ့တွေ့ရအဆင်မပြေတာဒီနဲ့လည်းတွေ့တယ်အဆင်ပြေတာနဲ့လည်းတွေ့တယ်လောကမှုနဲ့တွေ့သလိုအခက်အခဲတွေနဲ့လည်းတွေ့ရတယ် အဲ့လိုမတူညီနိုင်တဲ့အရာတွေကိုတွေ့တဲ့အခါမှာစံချံခံတဲ့စိတ်ထားရှိဖို့လိုအပ်တယ်တဲ့စံချံမခံနိုင်လို့တုံ့လောက်သွားပြီဆိုလို့ရှိရင်မိမိလုပ်တဲ့အလုပ်ဟာအောင်မြင်မှုမရနိုင်ဘူးတဲ့ဒါကြောင့်ကောင်းဆိုးလောကရန်စံချံခံဒါဖြင့်လောကရန်လို့သတ်မှတ်ထားတဲ့အရာဟာ၈မျိုးရှိတယ် အသောဆောင်ပစ္စည်းနဲ့အောင်မြင်မှုကိုရရှိခြင်းလာဘလို့ခေါ်တယ်။လာဘဆိုတာရတာရတာဆိုတဲ့အထက်မှာအကုန်ပါတယ်။ဇမ္မာမှုကိုရတာလဲရတာပဲ။ဇာရုရတာလဲရတာပဲ။ပစ္စည်းဥစ္စာရတာလဲရတာပဲ။ရရှိလာ။လူကျင်နာတွေရလာတယ်။ကုလူကျင်နာတွေရလာတယ်ဆိုလို့ရှိရင် ဒါလည်းလောကရဲ့သဘာဝပဲຢာချင်းဟာလောကရဲ့သဘာဝຢာချင်းရဲ့ဆန့်ကျင်ဘက်ကဘာလဲလို့ဆိုရင်မຢာချင်းအလားပါကုလိုချင်တာတွေမရဘူးအဲ့တော့ຢာချင်းမຢာချင်းဆိုတဲ့လောကသဘာဝနဲ့ပတ်သက်တာလူတွေဟာစိတ်နေသဘောထားတွေဈေးရိုက်ပြီးတော့သွားတတ်တယ်ရှားလာပြီဆိုလို့ရှိရင် ဘာဖြစ်တယ်ရလာမှုကိုအကြောင်းပြုပြီးတော့မောက်ပါလာတယ်ဝါကြွားလာတယ်ပဝဲကျင်ပေါ်မှာအထင်သေးအမြင်သေးတွေဖြစ်လာတတ်တယ်ဒါလောကဓာတ်ကိုခံတယ်လို့ခံရတယ်လို့ပြောတယ်ရင်းရိုင်မှုလို့ပြောရအောင်အောင်မြင်ကြည့်ပေါ်မှုကိုရလာလို့ဆက်ဆံရေးကျဲလာတာတို့မောက်ပါလာတာတို့ဒါဒါတွေဟာစိတ်ထားတည်ငြိမ်မှု မရှိတော့ဘူးဆိုလို့ရှိရင်အဲ့ဒါဟာ ကောင်းတဲ့လောကဓာတ်သဘာဝတရားနဲ့တွေ့လို့ရိပ်ရိုင်သွားခြင်းလို့ဒီလိုတတ်မှတ်တယ်။ဟောမရဘူးဆိုတဲ့အခါကျတော့ဘာဖြစ်တုံဆိုစိတ်ဓာတ်တွေချတယ်။ depression ဆိုဖြစ်တာ။အဲ့ဒါလို့စိတ်ဓာတ်ချလာပြီးနောက်ဆုံးမှာကိုယ့်ကိုယ်ကိုယ်ဆုံးစီရင်ကြလောက်အောင်စိတ်ဓာတ်ချသွားတာ။ဒါလည်းရိပ်ရိုင်ခြင်းတစ်ခုပဲ။အဲ့ဒီနှမျိုးလုံးမဖြစ်เสียရဘူးတဲ့။ အကောင်းနဲ့တွေးလို့လည်းစိတ်အားတွေတက်ပြီးတော့မမာနမဖြစ်เสียရဘူးအဆိုးနဲ့တွေးလို့လည်းစိတ်တက်မကြရဘူးအဲ့ဒါကိုလောကရန်ကိုကြံ့ကြံ့ခံတယ်လို့သူတို့ပြောတယ်နောက်တစ်ခုကတော့ယတအာယတလို့ခေါ်တယ်ယတဆိုတာကိုယ်မှာအပေါင်းအသင်းတွေချွေရံတွေဒါတွေများတဲ့အခါရှိတယ် အာယတဆိုတာကိုယ်ကိုယ်မှာအပေါင်းအသင်းတွေချွေရံတွေမရှိတော့ဘူးဆိုတဲ့အခြေခါမျိုးလေးရှိရှိလာပြီဆိုရင်ထိုလောကဓာတ်ကြောင့်လူရဲ့စိတ်ဟာမောက်မာလာတတ်တယ်မမနာတွေတက်လာတတ်တယ်မရှိတော့ဘူးဆိုတဲ့အခါမှာစိတ်ဓာတ်တွေကျသွားတတ်တယ်အဲ့ဒါဟာလောကဓာတ်ကြောင့်ရိမ့်ရိုက်နေလို့ခေါ်အဲ့ဒီလိုမဖြစ်ရအောင်မရှိခင်ကလို့ ရှိလာတဲ့အခါမှာထူမခြားနာဖြစ်ဖို့မရှိတဲ့အခါမှာလည်းပဲရှိနေတော့ကလို့ထူမခြားနာဖြစ်ဖို့စိတ်ဓာတ်တည်ငြိမ်မှုရအောင်ကြိုးစားအထောက်အပံ့ရမယ်လို့ဒါကိုကောင်းဆုလောကဏ်ကြံ့ကြံ့ခံနောက်တစ်ခုကပါတော့ဆိုရင်နေတာနဲ့ပတန်တာနေတာဆိုတာကိုယ်အကဲ့ရဲ့ခံရတာပတန်တာဆိုတာချီးမွမ်းခံရတာ သူဆိုတာချင်းမွှန်းရင်သဘောကျတယ်ကဲ့ရဲ့ရင်မခံနိုင်ဘူးပေါ့ကဲ့ရဲ့လို့စိတ်ထားစိတ်ဓာတ်တုံ့နှုတ်သွားလို့ရှိရင်ဒါလောကရံမခံနိုင်ဘူးချင်းမွှန်းလို့ဘဝင်ပြင်းသွားရင်လည်းဒါလောကရံကိုမခံနိုင်တာလို့ခေါ်တယ်ဒါကြောင့်မို့ကဲ့ရဲ့သည်ဖြစ်စေချင်းမွှန်းသည်ဖြစ်စေထိုကဲ့ရဲ့မှုချင်းမွှန်းမှုပေါ်မှာအဓိကပြရဏမထားပဲနဲ့ကိုယ်လမ်းကြောင်းပေါ်ကိုမှန်မှန်ရှောင်းနိုင်အောင်ကြိုးစားတာ ဒါလောကရံကိုချက်ညံခံတယ်လို့ပြောနောက်တစ်ခုကဒုက္ခနဲ့ဒုက္ခဒုက္ခဆိုတာအဆင်ပြေတယ်ချမ်းသာတယ်ဒုက္ခဆိုတာအဆင်မပြေဘူးဆင်းရဲတယ်ကိချမ်းသာနေပြီအဆင်ပြေနေပြီဆိုရင်လူတွေမှာစိတ်ထားမောင်းပါလာတတ်တယ်မာမာနတွေတက်ကြွလာတတ်တယ်အဆင်မပြေတော့ဘူးဆိုရင် စိတ်အားတွေရောကြပြီးတော့ စိတ်ဓာတ်တွေပြပြလာတတ်တယ်။အဲ့ဒီနှစ်ခုမျိုးနှစ်ခုလုံးမရှိအောင်မိမိစိတ်ကိုတည်ငြိမ်အောင်ထားနိုင်ရမယ်။ပေါင်းလိုက်တဲ့အခါကျတော့လောကမှာရှိတဲ့လူသားအလုံးနဲ့ကြုံတွေ့ရမယ့်သဘာဝတရား၈မျိုးလောကဓာတ်၈မျိုးလို့ခေါ်တယ်။ဒီထဲမှာလူတွေကြိုက်လို့အကောင်းလို့ပြောတာ၄မျိုးမကောင်းဘူးလို့ပြောတာ၄မျိုး လောကလူသားတွေကမကောင်းတာနဲ့ကြုံရတဲ့အခါကျမှလောကရန်ခံရတယ်လို့ညှိတွားကြတယ်။ကောင်းတာနဲ့ကြုံတဲ့အခါကျတော့လောကရန်လို့မထင်ကြဘူး။လောကရန်ဆိုတာလောကရဲ့သဘာဝကိုပြောတာ။လောကမှာရှိနေတဲ့လူတိုင်းလူတိုင်းဟာမတူတဲ့အနှိမ့်အမြင့်ဆိုတာမျိုးရှိလာနိုင်တယ်။ဒါကြောင့်မို့အလုံးလုံးကြီးဆိုတဲ့အခါမှာကောင်းဆိုးလောကရန် ကြံ့ကြံ့ခံဖို့ဒါဒါကိုကြော်လွားနိုင်ရမယ်ရသော်ဘုရားဒီပင်လေချင်းမွန်ခြင်းခံရသလိုကဲ့ရဲ့ခြင်းခံရတယ်ရသော်ဘုရားဒီပင်ရတဲ့အခါရှိတယ်လို့မရတဲ့အခါရှိတယ်ရသော်ဘုရားဒီပင်လေချမ်းရန်ရှိတဲ့အခါရှိတယ်လို့ချမ်းရမဲ့တဲ့အခါရှိတယ်ရသော်ဘုရားဒီပင်ချမ်းသာတဲ့အခါရှိတယ်လို့ဆင်းရဲတဲ့အခါရှိတယ်သို့တော့ဒီတဘာဝတရားတွေပေါ်မှာ စိတ်ကအလေးနဲ့မထားပဲနဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့အပေါ်မှာစัญญံခံပြီးတော့လှုပ်သွားတာဒီလိုဆုလို့ပါတယ်။အဲကြောင့်မို့ဒီတဘာဝတရားတွေနဲ့ချုပ်တွေ့လာတဲ့အခါမှာစိတ်ကမတုံ့လောက်အောင်လေ့ကျင့်ရမယ်လို့ပြောတယ်။ကောင်းဆိုးလောကဓာတ်စัญญံခံလေ